င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုအတွင်စေကူတာခွင့်ညှင်းပယ်ခံရတဲ့မိခင်ဒေါအောင်ဆန်းစုကြည်အသက်ရှင်ရှင်မနေနိုင်မှာကိုစိုးရိမ်မိတယ်လို့တားဖြတ်သူကင်အဲရစ်ကထုတ်ပေါ်ပြောဆိုလာပါတယ်ရှခိုင်ပြည်မှာအချမ်းဖတ်စစ်တပ်ကအကြီးအကျယ်ဆစ်ရှုံးပြီးသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့လေး၃မြို့သာကျန်တော့ပြီမယ်ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် အိန္ဒိယနိုင်ငံနဲ့သူတို့စစ်တပ်ကဆက်လက်ဆွေးနွေးနေတယ်ဆိုပြီးခတ်တီတီနဲ့ထုတ်ပြန်လာပြန်တဲ့သတင်းပါဝင်ဒီကိမနက်ခင်းသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမစုတ်တင်ဆက်ပြခြင်းတဲ့သတင်းကတော့အချက်ဖက်စစ်တပ်ရဲ့ဖမ်းဆီးချုံနောက်မှုအတွေ့ဈေးကူတာကွင့်ညင်းပယ်ခံနေရတဲ့မိခင်ဒေါအောင်ဆန်းစုကြည်အသက်ရှင်ရှင်မနေနိုင်ပါကိုစိုးရိမ်မိတယ်လို့တားဖြစ်သူကင်အဲရစ်ကထုတ်ပေါ်ပြောဆိုလာပါတယ်ဒါကတော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်အဲရစ်က သူ့ရဲ့မိခင်ဖြစ်သူဟာမြမအချက်ဖတ်စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုအတွင်ဇေကူတာခွင့်ညှင့်ပယ်ခံရတဲ့အတွက်အသက်ရှိရှိမနေနိုင်မှကိုစိုးရိမ်မိတဲ့အကြောင်းထုတ်ဖော်ပြောဆိုထားတာကိုအမေရိကန်အခြေစိုက် Time Magazine မှာစောင်းပါရေးသားထားတာဖြစ်ပါတယ်။ဒါအပြင်အဲဒီစောင်းပါထဲမှာမြမနိုင်ငံကအကျဉ်းထောင်တွေဟာနမည်ဇိုးနဲ့ကြော်ကြားတဲ့အကြောင်းပြင်းနေခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာထောင်ထဲမှာလစဉ်နှစ်ဦးနှုံသိဆုံးနေတယ်လို့လူအခွင့်အရေးအဖွဲ့တွေကပြောဆိုထားတဲ့အကြောင်းလက်ရှိမှာလည်းမြန်မာစစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါ်စန်းစုကြည်ကို စစ်တပ်ကစေကူတာခွင့်ညင်ပယ်နေတဲ့အကြောင်းအဲ့ဒီအတွက်ဒေါန်ဆန်းစုကြည်အနေနဲ့အသက်ရှိရှိမနေနိုင်ပါကိုစိုးရင်နေရပြီးအမြန်ဆုံးပြန်လဲလွတ်မြောက်ဖို့ရောမိခင်ဖြစ်သူနဲ့ပြန်လဲတွေ့ဆုံနိုင်ဖို့မျှော်လင့်တဲ့အကြောင်းကိုပါတားဖြစ်သူ Kim Harris ကထုတ်ဖော်ပြောဆိုထားပါသေးတယ်။လက်ရှိမှာလည်းမိခင်ဖြစ်သူဒေါန်ဆန်းစုကြည်ကိုပြန်လဲလွတ်ပေးဖို့တောင်းဆိုချက်ဟာကိုကြီးကိုတာကိစ္စတင်မကအမှန်တရားအတွက်လွတ်လပ်စွာပြောဆိုခွင့်မရှိတဲ့မြန်မာလူမျိုးတန်း90ကျော်ရဲ့ဘဝတွင်လည်းပတ်သက်တဲ့အကြောင်းကိုပါ တားဖြစ်သူ Kim Harris ကပြောထားပါသေးတယ်။ဒါအပြင်လက်ရှိမြန်မာစစ်တပ်ဟာဒေါ်ဆန်းစုကြည်အနိုင်ရခဲ့တဲ့ရွေးကောက်ပွဲကိုပယ်ချပြီးအခုအခါသူတို့စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုကျင်းပဖို့ပြင်ဆင်နေတာကိုကဘာကြီးကနှုတ်ဆက်မနေတဲ့အကြောင်းနဲ့မြန်မာစစ်တပ်အနေနဲ့လည်းသူတို့လုံးမဲ့ရွေးကောက်ပွဲမကျင်းပမီမိခင်ဒေါ်ဆတ်စုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုပြန်လည်လှုပ်ပေးရမှာဖြစ်တယ်လို့ဒေါ်ဆတ်စုကြည်ရဲ့တာဖြစ်သူ Kim Harris ကပြောထားပါသေးတယ်။လက်ရှိမှာတော့ အသက်80ပြည့်နေပြီဖြစ်တဲ့လူတကောင်းဆောင်ဒေါ်ဆန်းစုကြည်အနေနဲ့မတရားဖန်ဆီးခံထားရတဲ့အကျဉ်းတောင်တင်းမှာနှလုံးရောဂါအပါဝင်ကျန်းမာရေးဆိုင်ရာရောဂါဝေဒနာတွေခံစားနေရပြီးဟိုးအရင်အချုံနှောင်ကြခံရတဲ့အခြေအနေတွေနဲ့မတူတော့တဲ့အပြင်အရင်ကနေအိမ်အကျယ်ကျုပ်ကာလအဖြစ်နေအိမ်မှာနေထိုင်ရသေးပြီးမိသားစုနဲ့ပါဆက်သွယ်ခွင့်ရခဲ့ဘူးသလိုအခုကမှတော့မြည်သည့်နေရာမှမသိတဲ့နေရာမှာမြန်မာအကျန်းဖက်စစ်တပ်ကချုံနှောင်ထားပြီးတော့အရင်လိုမိသားစုနဲ့လည်းတွေ့ခွင့်မပေးဘဲအရာရာတားမြစ်ပိတ်ပင်ထားတယ်လို့ ဒေါ်ဆတ်စုကြည်ရဲ့တပ်ဖြစ်သူ Kim Harris ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရှခိုင်းပြည်နယ်မှာအချက်ဖက်စစ်တပ်ကအကြီးအကျယ်ဆစ်ရှုံးပြီးသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့လေး၃မြို့သာကျန်တော့ပြီမဲ့ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက်အိန္ဒိယနိုင်ငံနဲ့သူတို့စစ်တပ်ကဆက်လက်ဆွေးနွေးနေတယ်ဆိုပြီးခန့်တီတီနဲ့တည်င်းထုတ်ပြန်လာပြန်ပါတယ်ဒါကတော့နိုဝင်ဘာလ6ရက်နေ့ကပဲ ရန်ကုန်မြို့မှာမြန်မာအိန္ဒိယဆွေးနွေးပွဲအမည်နဲ့ရေရှည်တည်တံ့သည့်တာယာဝါပြောမှုအတွက်မြန်မာအိန္ဒိယမိတ်ဖက်ဆက်ဆံရေးဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မြန်မာစစ်တပ်ဘက်ကမဟာဗျူဟာနဲ့နိုင်ငံတကာဒေသကြီးအဖွဲ့ဥက္ကဋ္ဌဦးတန်ကျော်အဖွဲ့ကဦးဆောင်ပြီးအိန္ဒိယဘက်ကတန်အမတ်တချို့နဲ့ဆွေးနွေးခဲ့တဲ့အကြောင်းကိုမြန်မာစစ်တပ်ဘက်ကနေခတ်တီတီနဲ့ထုတ်ပြန်လာပြန်တာပါအဲဒီဆွေးနွေးပွဲမှာအချမ်းဖက်စစ်တပ်ဟာလက်ရှိရခိုင်ပြည်နယ်အတွင်း အိန္ဒိယမြန်မာပူးပေါင်းဆောင်ရွက်တဲ့ကလတန်မြစ်ကြောင်းဘတ်စုံတုံးဖြတ်တန်းတည်ယူပို့ဆောင်ရေးစီမံကိန်းအကြောင်းအပါဝင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစီအစဉ်တွေကိုပါဆွေးနွေးသွားတယ်လို့ထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီလိုအချက်ဖက်စစ်တက်ကအိန္ဒိယနိုင်ငံသားအမတ်တွေနဲ့တွားတွေ့ပြီးရခိုင်ပြည်နယ်ကစီမံကိန်းဆိုင်ရာကိစ္စတွေနဲ့ဖွံ့ဖြိုးရေးကိစ္စတွေကိုဆွေးနွေးနေပြီမဲ့တကယ်တကယ်မြေပြင်မှာတော့ရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါကိုသူတို့စစ်တက်ကလက်လွတ်ထားရပြီးအရခတ်တော်အေအေကသာတင်ပိုက်ထိန်းချုပ်ထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်မှာသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ဟာနောက်ဆုံးလက်ကျန်၃မြို့သာကျန်တော့ပြီးအဲ့ဒီလက်ကျန်၃မြို့ဟာလည်းအာခတတော် AA ရဲ့ဝိုင်းပက်ပိတ်ဆို့မှုကိုခံထားရတယ်လို့လော်လော်လက်လက်စစ်တပ်ကထုတ်ပြန်ထားတဲ့အထက်အိန္ဒိယမြန်မာအကောင့်ထဲပေါ်နေတဲ့ကလဒန်ဘတ်ဆုံသုံးစီမံကိန်းရဲ့ကလဒန်မြစ်ကြောင်းတစ်လျှောက်ကိုလည်းအာခတတော် AA ကသာထိန်းချုပ်ထားတာပဲဖြစ်ပါလိမ့်။ဒါအပြင်တစ်ဖက်ကအာခတတော် AA ကိုယ်တိုင်ကပါ ရခိုင်တပြည်လုံးကိုအပိသက်သိမ့်ပိုက်နိုင်မှုလက်တကန်းအလုတ်ကိုရောက်ရှိနေပြီလို့လည်းအတိအလင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ဂီနီပြည်နဲ့မိုးပြဲမြို့အနီးမှာတိုက်ပွဲတွေအပြင်းထန်ကိုဖြစ်ပွားနေပြီးအချက်ပစစ်တပ်ကတော်တော်ကိုအတိနာနေတဲ့အတွက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လုပ်နေတယ်လို့ဂီနီတော်လိုင်းရေးစီးရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်။နိုဝင်ဘာလ9ရက်နေ့ကဆိုရင်မိုးပြဲမြို့ပြင်ပတ်မှာစစ်ကြောင်းထိုးလာတဲ့အချက်ပစစ်တပ်နဲ့ ဂျင်းနီတော်လိုင်းတက်တွေအကြတနေကုန်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာဒီစစ်တပ်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေပြီအထိနာနေတဲ့အတွက်လေကြောင်းပစ်ကူတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုအဆမပြတ်လုသွားတယ်လို့လဲဂျင်းနီတော်လိုင်းစီးရေးတရင်ရှင်မိကပြောထားပါတယ်တစ်ဖက်မှာလည်းဂျင်းနီပြည်နယ်ကမိုးပြဲလွိုက်ကော်ဒီမော့ဆိုဖရူဆိုနဲ့ဘောလခဲမြို့နယ်တွေကိုအကြံဖက်စစ်တပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတယ်လို့ ကရင်နီတော်လရင်တပ်တွေကလည်းတံပြန်တက်ခိုက်ချေမှုမှုတွေနဲ့နှစ်ဖက်စီရေးကတော့အပြင်းထန်ကိုဖြစ်နေကြတယ်လို့ကင်နီတော်လရင်စီရေးသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းရင်းကျုံမြို့အနီးမှာလန်ကင်းထွက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လရင်တပ်တွေကကြပြတ်တက်ခိုက်ချေမှုမှုအတွေ့စစ်တပ်စစ်ကြောင်းမှာပါလာတဲ့ဗိုလ်တအုပ်အပါဝင်စစ်သား၃ကတော့အသေးသေးတိတ်ကုန်ကြပြီသူတို့ရဲ့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုအသေးအတန်တဲ့သွားကြတယ်လို့ ရေကျုံမြို့နယ်ပကဖတာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲရေကျုံမြို့အနီးစစ်တပ်တရင်3ခုကြားမှာရှိတဲ့ပေကုန်းကျေးရွာဘက်ကိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းကလမ်းကင်းယူဖို့ဆိုပြီးထွက်လာတယ်ဆိုပါတယ်။အဲ့ဒီအချိန်လမ်းမှာအသင်စောင့်နေတဲ့တော်လန်ရေးတပ်တွေကစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ချင်းမုံရမှာစစ်တပ်စစ်ကြောင်းမှာပါလာတဲ့ဘုတအူအပါဝင်စစ်သား3ကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက် သူတို့စစ်သားမတာအလောင်းတွေနဲ့တရားရတဲ့သူတွေကိုအသည်အတန်တဲသွားကြတယ်လို့ရေချုံမြို့နယ်ပကပတာဝန်ခံကပြောထားပါတယ်။လက်ရှိမကွေးတိုင်းကမြို့နယ်ဘက်တွေမှာဒေါ်လာရင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားတွားလုပ်နေပြီမဲ့သူတို့စစ်တပ်ဘက်ကသာအခုလိုဒေါ်လာရင်းတက်တွေရဲ့တံပြန်တက်ခိုက်ချေမှုမှုကိုခံရတဲ့အခြေအနေတွေသာအမြဲလိုလိုကြုံတွေ့နေရတယ်လို့လေဒေတာတွင်းသတင်းအရှင်မြေကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းအနီးမှာရှိတဲ့မြန်မာနိုင်ငံဘက်အချမ်းကစစ်တပ်လောက်ကန် BGF gate တွေအပအဝင်ကုံတွယ်ရိတ် gate တွေကိုအချမ်းဖက်စစ်တပ်ကပဲဝင်ရောက်စစ်ဆေးတာတွေလုံနေပြန်တယ်လို့နယ်စပ်သတင်းအရင်းမြစ်တွေစီကနေသိရပါတယ်လက်တော်မှာတော့အဲ့ဒီတောင်ရင်မြစ်ကမ်းနားမှာရှိတဲ့မြန်မာဘက်အချမ်းကကုံတွယ်ရိတ် gate အချို့မှာတရားမဝင်တယ်လားတဲ့ပစ္စည်းတွေကုံတွယ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့အချမ်းဖက်စစ်တပ်ကဂိုဒေါင်တွေတဲထိကိုဝင်ရောက်ပြီးစစ်ဆေးတာတွေလုံနေတဲ့အပြင်ပစ္စည်းအချို့ကိုလည်းဖျက်ဆီးမှုတွေပါရှိနေတယ်ဆိုပါတယ် အဲ့ဒီတဝိုက်မှာကဂိတ်ပေါင်း90နီးပါးလောက်ကိုရှိသလိုအများစုကသူတို့စစ်တပ်လက်အောက်ခံ BGF ဂိတ်တွေပဲဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကတော့အဲ့ဒီဂိတ်တွေကိုတရားမဝင်ကုန်သွယ်မှုတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ဆေးမှုတွေလုပ်နေရမှာငွေကြေးတောက်ခံမှုတွေလည်းရှိနေသလိုအဲ့လိုတွေစစ်တပ်ဘက်ကလုပ်နေတဲ့အတွက်ဈေးကွက်ပါလန့်ပြီးတော့ပစ္စည်းဈေးတွေတက်လာနေတဲ့အပြင်လက်ရှိအဲ့ဒီတောင်ရင်မြကန်းနာဂိတ်တွေမှာပစ္စည်းတွေမကူးရမတည်ရမတူလောင်ရဆိုတဲ့အမိန့်နဲ့ ဂိုဒေါင်တဲကပစ္စည်းတွေကိုပါစစ်တကဖျက်ဆီးသွားတာတွေလည်းရှိနေတယ်လို့မြောက်ရီမြို့နယ်ဒေသခံတဦးကရှင်းပြထားပါတယ်။အဲဒီလိုအချက်ဖက်စစ်တပ်ရဲ့လုပ်ရက်တွေဟာသူတို့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဆိုးဆိုးရွားရွားကိုဖြစ်နေပြီးငွေစက်ကိတ်တွေကိုသူတို့စစ်တပ်ကသာထိန်းချုပ်တာတွေကုန်ပစ္စည်းတွေကိုကန့်သက်ပိတ်ပင်တာတွေ ကုံသေးတွေစီကနေမတရားငွေညှစ်တောင်းရန်ဓာတ်တွေလဲတောက်လျှောက်ကိုလုံနေတာဖြစ်တယ်လို့ဒေသခံကုံသေးတဦးကပြောထားပါသေးတယ်။အဲ့ဒီနေဆက်ကုံသေးရေးတွေကိုဖျက်တော့ဖို့အတွက်ဆိုပြီးအကျန်းဖက်စစ်တပ်ကထိုင်းမြန်မာချစ်ကြီးအမှတ်နဲ့တရားကိုယာယီပိတ်ထားတဲ့အချိန်မှာကုံသေးတွေဟာတောင်းရင်မြစ်ဘေးတလျှောက်မှာရှိတဲ့သူတို့စစ်တပ်လက်အောက်ခံ BGA gate တွေကနေတဆင့်ကုံစီဂွန်တွေပေးပြီးတည်ယူပို့ဆောင်နေရတာဖြစ်တယ်လို့အခုကအဲ့ဒီ gate တွေကိုပါစစ်တပ်ကသူတို့ပဲထိန်းချုပ်ခြင်းနေတဲ့အတွက်အခုလိုစစ်ဆေးမှုတွေလှုပ်လာနေတာဖြစ်တယ်လို့လည်း မြရီမြို့နယ်ဒေသခံတွေကပြောထားကြပါလိမ့်ခင်ဗျာတပတ်မှာတော့မုံပြင်းနဲ့တထုံမြို့နယ်မှာရှိတဲ့အရတပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအချက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်းကနေဘုံကျဲတက်ခိုက်သွားပြီးပြည်သူတို့ဥထိခိုက်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲ အကျံဖက်စစ်တပ်ဟာတထုံမြို့နယ်ကယသပြည်သူတွေနေထိုင်ရာနောင်ကဒုတ်ကျေးရွာမယန်းကုန်းနဲ့ရွှေကြည်ကျေးရွာတွေဘက်ကိုဗားတိုက်ပွဲမှမဖြစ်ပဲဝိုင်းဒွဲ့လေရင်နဲ့လာပြီးဘုံတွေကျက်ချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအကျံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်50ဝန်းကျင်အရွယ်နောင်ကဒုတ်ကျေးရွာနေပြည်သူတို့ဦးဒဏ်ရာရထားတဲ့အကြောင်းကိုလက်တလောတိထားရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိအကျံဖက်စစ်တပ်ဟာ နိုင်ငံတော်မှာသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းရေးတပ်တွေထိန်းချုပ်ထားရနေမြေတွေကိုပြန်လည်ရရှိရေးအတွက်ထိုးစစ်စင်နာတွေလုပ်နေတဲ့အချိန်အခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ရသပြည်သူတွေနေထိုင်ရနေရာတွေကိုပါပိတ်မထားပြီးရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေမှုကြောင့်ရသပြည်သူတေဆုံးမှုတွေနဲ့အခုလိုထိခိုက်ဒဏ်ရာရမှုတွေဟာလည်းဆက်လက်မြင့်တက်နေစေပဲဖြစ်ပါလိမ့်ခင်ဗျတပတ်မှာတော့ မြန်မာနိုင်ငံမှာအချက်ဖက်စစ်တကြောင့်မြန်မာပြည်သူတွေဟာဒုက္ခဆင်းရဲတွေခါးစီးခံနေရတဲ့အပေါ်ကုလသမဂ္ဂအနေနဲ့မပြတ်ကွက်တင့်ဘူးလို့တပ်မကြီးဥကြုံမိုးထွန်းကကုလအစည်းအဝေးအတွင်းပြောဆိုလိုက်ပါတယ်။ဒါကတော့နိုဝင်ဘာလ6ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုညူယောင်မြို့ကကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့နှစ်စဉ်အစည်းအဝေးကစားကိုအပြန်အလှန်ဆွေးနွေးတဲ့အစည်းအဝေးမှာတပ်မကြီးဥကြုံမိုးထွန်းကပြောသွားတာပါ။လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပွားနေတဲ့မြန်မာပြည်သူတွေရဲ့ဒုက္ခဆင်းရဲတွေကိုစစ်အုပ်စုကစနစ်တကျတွက်ချက်ပြီးကျူးလွန်နေတယ်လို့စစ်တပ်ရဲ့အယက်သားပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်ပြည်သူပေါင်းများစွာနေရွှန့်ခွာထွက်ပြေးတိမ်းရှောင်မှုအကျက်အတဲတွေဟာလည်းမြန်မာစစ်အုပ်စုကပဲစနစ်တကျတွက်ချက်ပြီးကျူးလွန်နေတာဖြစ်တယ်လို့ဥကြုံမှုထွန်းကပြောသွားပါလိမ့်အဲ့ဒီလိုမြန်မာစစ်တပ်ကပြည်သူတွေအပေါ်ကျူးလွန်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့အကျက်အတဲရဲ့ကြီးထွားမှုပမာဏဟာ အလွန်အင်မတန်မှကြီးမားတဲ့အပြင်စစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်ဆင်းရဲဒုက္ခရောက်နေရတဲ့မြန်မာပြည်သူတွေထဲမှာအထူးသဖြင့်အမျိုးသမီးတွေမိန်းကလေးငယ်တွေကလေးသူငယ်တွေဟာမှန်းဆမရနိုင်တဲ့ဒုက္ခဆင်းရဲတွေကိုခါစီခံနေရတယ်လို့တမကြီးဥကြုံမိုးထုံးကထောက်ပြပြောဆိုတော်ပါသေးတယ်။အခုခါမြန်မာစစ်အုပ်စုဟာသူတို့ကျူးလွန်ထားတဲ့ရုပ်မှရက်ဆက်ကြမ်းကြုတ်မှုတွေကိုဖုံးကွယ်ဖို့အတွက်အတူရောင်ရွေးကောက်ပွဲကိုပါတိုင်းနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိလေ သူတို့စစ်တပ်ထိမ့်ချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာကွက်ပြီးမရရတဲ့နီးနဲ့လှုပ်ဖို့ကြိုးစားနေသလိုအဲ့ဒီလိုစစ်တပ်ကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲဟာတရားဝင်မှုလည်းမရှိသလိုတိတာထင်ရှားတဲ့အလိမ်ညာလုပ်ငန်းစဉ်တစ်ခုသာဖြစ်တဲ့အတွက်ပြည်တွင်းမှာမတည်ငြိမ်မှုတွေပုံမိုးတိုးပွားလာမဲ့အပြင်ဒုက္ခသည်တွေနဲ့နေရစွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေဟာပိုပြီးတိုးပွားလာမှာဖြစ်တယ်လို့လည်းတမန်ကြီးဦးကျော်မိုးထွန်းကထောက်ပြပြောဆိုတော်ပါတယ်အဲ့ဒီအတွက်မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကြောင့် မြန်မာပြည်သူပေါင်းများစွာဒုက္ခဆင်းရဲတွေခါစီခံနေရတဲ့အပေါ်ကုလသမဂ္ဂအနေနဲ့မပြတ်ကွက်တင်တယ်လို့မြန်မာအချက်အတဲအတွက်ရေရှည်တည်တဲ့ငိမ့်ချမ်းရေးနီလန်းတွေကိုရှာဖွေနိုင်ဖို့နိုင်ငံတကာအတိုင်းဝိုင်းနဲ့ကုလသမဂ္ဂအနေနဲ့မြန်မာညီညွတ်အစိုးရ NG အပါဝင်ပါဝင်ပတ်သက်သူအဖွဲ့အစည်းအားလုံးကိုထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့လည်းတမန်ကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးအတွင်းပြောဆိုတော့ပါတယ်ခင်ဗျ ओके डाकरो यों